ားလုံးပဲမင်္ဂလာပါရောအီဒီချန်နယ်ကနေပြန်လဲကြိုဆိုပါရယ်ဒီနေ့က27ရက်ဆယ်လ2025ပေါ့နော်အဲကျွန်တော်အစီအစဉ်လေးမစခင်ကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကိုကြမ်းပါခြင်းနဲ့အားလုံးပြေဆုံးကြပါစေအဲ့တော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကမလဲဆိုတော့ကြားဖြန့်ပေါ့နော်ကြားဖြန့်တဲ့ပတ်သက်ပြီးပြောချင်တာပါအဲ့တော့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ရက်ကပေါ့နော်ပြီးခဲ့တဲ့ရက်ကမင်းအောင်နိုင်တဲ့ ဆော့ချက်သူတွေလဝါချင်းရိုက်ပြီးတော့မှ ကြားဖြန့်ရုပ်ရှင်ရိုက်ကြတယ်ပေါ့ဗျာနော်ကြားဖြန့်စစ်စင်ရေးရုပ်ရှင်တွေရိုက်ကြတယ်ပေါ့နော်အဲ့တော့အင်တာမဂျေဝန်လာတဲ့အဂျေဝန်တစ်ခုပုံမှာရှိရဲ့အဆောက်အဦတွေမြောက်များစွာပေါ့တက်ပြီးတော့မှတင်းစီလိုက်တာစတားလဲအလုံး30ပဲတွေ့တယ်နော်စတားလဲအလုံး30နဲ့ ကောင်းခြင်းကောင်းစင်ဆိုပြီးတော့မှအဲ့မှာမော်နီတာတွေဘယ်နှလုံးလဲမသိပုံနာတာပေါ့နော်ဒါတွေ့ရတယ်ကြာဖြန့်စစ်စင်ရေးပေါ့ဗျာသူတို့ကြာဖြန့်နေနေလုပ်တယ်ပေါ့နော်အဲ့တော့ကြာဖြန့်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပြီးတော့မှရှုပ်ထွေးလွန်းတဲ့အခြေအနေဖြစ်လာပါတယ်ဘာကြောင့်ဒီကောင်းနေဒီလိုလောက်လာလဲဆိုတော့ကျွန်တော်တို့ဒေတာရင်းနိုင်ငံတွေမှာအဲစစ်စင်ရေးပုံစံမျိုးပေါ့နော်စစ်စင်ရေးပုံစံမျိုးလောက်လာတာတွေ့ရတယ်ပေါ့ဒီကနေ့အဲ့ဒါနဲ့ပတ်သက်ပြီးဖော်ပြချောက်အောင်ပေါ့နော် အဲ့လိုပဲမြောက်ရီကစောချစ်သူရဲ့ call center တွေ online လုံးလာနေလင်မှုတွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးလဲဒါပြောတော့မှာပေါ့နော်အော်မနေ့ကအားလုံးသိကြတဲ့အတိုင်းပဲ KK ဘက်ကိုဝင်စည်းတယ်ပေါ့နော်လောက်ကြတဲ့တရင်ကြီးပါဗျာနော်ဒါအတော့အဲ့ဒါဝင်စည်းတာအဲ့တရင်လေးလေးကြားလဲကြားဆက်ဆက်မိပြီးတွေးထားတာလေးတွေရှိတယ်နောက်တရင်တချို့လည်းရှိတယ်ပေါ့နော်အဲ့တော့လက်ရှိကြားဖြတ်မှာကြားဖြတ်နေနေရေးပေါ့နော်ကြားဖြတ်နေနေရေးမှာ တရုတ်ထိုင်းအမေရိကန် UK ကိုရီးယားဒါတွေပါဝင်ပတ်သက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပတ်သက်ကြလဲနောက်တစ်ခုကတော့တရုတ်ရဲ့မလိမ့်တပတ်လုံးမှုပေါ့နော်တရုတ်ရဲ့မလိမ့်တပတ်လုံးမှုရဲ့နောက်ပြီးတော့မြန်မာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့ဒီဆော့ချစ်သူတို့ကနော်ဘယ်လိုမျိုးကလင်ကကျစ်လုပ်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းခွဲခြားပြီးတော့မှဒီနေ့တင်ဆက်ပေးတော့မှာပေါ့နော်အဲ့တော့ပြပါဆုံးပြောချင်တာကဘာလဲဆိုတော့ ဆစ်စင်ရေးနိုင်မယ်ကျွန်တော်မိတ်ဆွေတွေသိကြမှာလည်းသိမှာပါเนาะကြောက်ဖြတ်နေနေကိုဆစ်စင်ရေးနိုင်မယ်တွေပြီးထားပါတယ်เนาะအဲ့တော့အရင်ဆုံးဆစ်စင်ရေးနိုင်မယ်တွေကနေစလိုက်ရအောင်ပေါ့เนาะအဲ့ပရမကျွန်တော်တို့ဒီဆော့ချစ်သူပေါ့เนาะဆော့ချစ်သူပါဝင်တဲ့မြောက်ရီဘက်ကကောစင်တာတွေကိုစပြီးတော့မှာကိုက်တွေတုံးကထိုင်းကအမိပေးခဲ့တဲ့ဆစ်စင်ရေးနိုင်မယ်ရှိတယ်အဲ့ဒါကနာမည်က fake telling နဲ့ fake telling တော်မြန်မာလိုဆိုရင်တော့ ပြောင်းအောင်ကိုတုံးနဲ့ထိုးတယ်ပေါ့နော်ဒါမှမဟုတ်သူကပြောင်းအောင်ထိုးဆွားတယ်ပေါ့ဗျာအဲ့ဒီစစ်စင်ကြီးနိုင်မယ်အဲ့ဒီစစ်စင်ကြီးမှာထိုင်းနဲ့တရုတ်ကနှစ်နိုင်ငံပဲဒါလူသိရှင်တရားပေါ့နော်ပူးပေါင်းခဲ့တယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါပေမဲ့တကယ်တော့မဟုတ်ဘူးထိုင်းကအမေရိကန်ရဲ့သဘောတူညီချက်ခွင့်ပြုချက်ကိုအရင်ယူပြီးမှဒီ Fidelin စစ်စင်ကြီးကိုစတင်ခဲ့တာဒါပေမဲ့နိုင်ငံကမျက်နှာစာမှာတော့အားလုံးပါဝင်တဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးခြားပြနေတာပေါ့အခုလက်ရှိ အခုလက်ရှိနောက်ထပ်စစ်စင်ကြီးတစ်ခုဒေတာတွေမှာထပ်လုပ်နေပါတယ်။အဲဒီစစ်စင်ကြီးမှာတော့တရုတ်မပါတော့နော်။ဗမာလဲဆိုတော့ကမ္ဘောဒီးယားကမ္ဘောဒီးယားဘက်ကိုဥတည်နေတဲ့စစ်စင်ကြီးနဲ့ပဲတခုရှိတယ်စစ်စင်ကြီးလည်းလုပ်နေတယ်ပို့ပြီးတော့မှစိတ်ဝင်စားစရာကောင်းလာတယ်ပေါ့နော်။အဲ့ဒါကတော့မင်းယောင်ဂျန်နူနဲ့သူတို့ထိုင်းလိုမင်းယောင်ဂျန်နူလို့ခေါ်တယ်ตัวก็မြန်မာလူအတိတ်တွေကတော့ចောင်းကကြွက်ကိုဖမ်းနေပေါ့ဗျာចောင်းကကြွက်ကိုဖမ်းနေဆိုတော့အတိတ်တွေပေါ့เนาะအဲ့ဒီစစ်စင်ကြီးမှာထူးခြားတာက ခုနကျွန်တော်ပြောသလိုမျိုးပဲတရုတ်လုံးဝမပါဘူးအဲ့တော့ဘသူတွေပါလာလဲဆိုတော့အမေရိကန်ပါလာတယ်နောက်တစ်ခါတောင်ကိုရီးယားပါတယ်နောက်တစ်ခါ UK ပါတယ်နောက်ထိုင်းပေါ့နော်သူတို့တွေပူပေါင်းပြီးလုပ်တယ်အဲ့တော့ UK ရယ် US ရယ်ကိုရီးယားရယ်အဲ့လိုအင်အားကြီးနိုင်ငံတွေပါလာတဲ့အတွက်နောက်ထပ်အဖွဲ့အစည်းတွေထပ်ပါလာတယ်ဘလို့အဖွဲ့အစည်းတွေလဲဆိုတော့ကျွန်တော်တို့ကုလသမဂ္ဂ UNDODC UNDODC ဆိုတာကကုလသမဂ္ဂမွေးအစည်းအဝါနဲ့ညှာဆွေးမှုဆိုင်ရာခုံရုံး အဲ့ဒီဖွဲ့ကြီးပါလာတယ်။နောက်အဲ့ဒီဖွဲ့ရဲ့နောက်ပြီးတော့ Interpol Interpol လည်းပါလာတယ်။သူတို့ဘာကြောင့်ပါလာလဲဆိုတော့ခုနကကျွန်တော်ပြောသလို American တို့ US US တို့ဒီ UK တို့တောင်ကိုရီးယားတို့ပါလာတဲ့အတွက်ဒီဖွဲ့တွေကဝင်လို့မရတော့ဝင်ဖို့ဝင်လာရတယ်။အဲ့တော့အချိန်တွေကပါလဲဆိုတော့ဒီကြားဖြန့်လုပ်ငန်းအဲကြားဖြန့်နေနေပေါ့နော်ကြားဖြန့်နေနေစစ်စင်ကြီးဟာဒေတာရင်းအဆင့်ကျွန်တော်တို့ တနိုင်ငံပြည်သူ့ရဲ့ပြည်တွင်းရေးကိစ္စလည်းမဟုတ်တော့ဘူးဒေတာရင်းလည်းမဟုတ်တော့ဘူးသူကဘာလဲဆိုတော့နိုင်ငံတကာအဆင့်ထိရောက်သွားတယ်ဆိုတဲ့သဘောမျိုးပဲနိုင်ငံတကာအဆင့်ထိရောက်သွားတယ်ဒါကြောင့်ပြန်နိုင်ငံရေးစစ်စင်ရေးရဲ့ပြောင်းလဲလာတဲ့အခြေအနေပေါ့နော်အဲ့နောက်တစ်ခုကတော့ဘာလဲဆိုတော့တရုတ်ရဲ့ကလင်ကကြစ်ကြတာထိုင်းရဲ့ပို့ရောက်မှုရယ်အဲ့တော့ဒီဇလန်ရဲ့အဓိကဘီလင်ကတော့တရုတ်ပဲအားလုံးသိကြတဲ့အတိုင်းပဲနော်တရုတ်ပါပဲ ဘာလို့လဲဆိုတော့ဒီတရုတ်ရဲ့မယုသားမှုကြောင့်စစ်စင်ရေးတွေကမအောင်မြင်တာတွေ့ရတယ်ပေါ့နော်ဒီကြားပြန်စစ်စင်ရေးမအောင်မြင်ဘူးသူတို့လိုရှိတဲ့သူတို့သူတို့ကသူတို့အမ်ဖြုတ်ထုတ်တက်လောက်တာပါဖြုတ်ထုတ်တက်လောက်ချင်ရင်လောက်တယ်မလောက်ချင်တဲ့ကောင်ကိုထည့်ထားတယ်ကြားပြန်ကတရုတ်တီထွင်ထားတဲ့မူလငိုင်းတစ်ခုပါပဲနော်အဲ့တော့တရုတ်ကမယုမသားလောက်တယ်မယုမသားလောက်တဲ့အတွက်ကြောင့်မလို့ဒီစစ်စင်ရေးတွေမအောင်မြင်မဲ့ဖြစ်ရတယ်ပေါ့နော်အဲ့တော့တရုတ်မာဖီးယားခိုင်းတွေက ထိုင်းအာဏာပိုင်တွေနောက်ပြီးတော့အစိုးရအရာရှိတွေကိုငွေပုံအောတယ်ငွေပုံအောပြီးတော့မှဝယ်ထားတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါကြောင့်လည်းစစ်စင်ရေးတွေမှာဝင်ပြီးတော့မှမကင်ပြဲခင်မှာတရင်ပို့ပေါက်တယ်ဂျိုပြီးတော့ပေါက်တယ်ပေါ့နော်တရင်ဂျိုပေါက်တယ်ပြီးတော့ဒေခန်တွေကိုရှောင်ရှားခိုင်းတယ်နေရာပြောင်းရှေ့ခိုင်းတယ်ဒီလိုဖြစ်တာပေါ့နော်အခုလည်းအစောချစ်သူတွေအလုပ်လုပ်တာပဲနော်ရှစ်ဖို့ရှစ်ဖို့ရှစ်ဖို့တော့ခဏပြင်သွားနေရှစ်ဖို့တော့ပြင်သွားနေနော်ပြီးလို့ရှိရင်ပြန်ခေါ်မယ်အဲနည်းနည်းပေါ့ပေါ့တော့ အဆုံးရှုံးခံလိုက်เนาะဒီလောက်တော့အဆုံးရှုံးခံလိုက်ဒီလိုမျိုးပေါ့เนาะအဲကြောက်ပြန်ခွင်ရင်းတစ်ခုလုံးကိုစတားလဲအလုံး30လောက်ပဲအဆုံးရှုံးခံလိုက်ပေါ့เนาะနောက်မော်နီတာအလုံး90လောက်အဆုံးရှုံးခံလိုက်ပေါ့ဒီလောက်ပါပဲเนาะအဲ့တော့ပို့ဆိုးတာကဒီမြောက်ရီကကဲထုတ်ခဲ့တဲ့တရုတ်နိုင်ငံသားတွေနဲ့အခြားနိုင်ငံသားနိုင်ငံခြားသားပေါ့เนาะထောင်ချီကိုထိုင်းဆိုရတဆင်ဥဆောင်တဲ့ဘက်ဖွေရဲ့ထိုင်းပါတီဥဆောင်တဲ့အဆိုရကအစစ်အစေးမင်းများလုံးဝမလုပ်ဘူး မလုတ်ဘဲနဲ့ဒီအတိုင်းပဲသူ့နိုင်ငံကနေပဲအသာကြီးဖြတ်တန်းပြီးတော့မှလှုပ်ပေးလိုက်တယ်ပေါ့နော်ဒါကပြောရလို့ရှိရင်တကယ်ကိုဘယ်လိုပြောမလဲနားလည်လို့မရတဲ့ကိစ္စပဲတကယ်တော့စစ်စေးဝင်ရမယ်ထိုင်းကိုလည်းဒီကိစ္စကထိခိုက်နေတဲ့ကိစ္စအဲ့ဒါကိုဘာစစ်စေးမှမလုတ်ဘဲနဲ့ဒီအတိုင်းလှုပ်ပေးလိုက်တယ်ဆိုတော့ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှဘာမှခင်ဗျာမှန်ရာဇွေကိုင်းပြရာဇဝတ်ကိုင်းကိုဒီလိုဝင်ပြီးတော့နှိမ်နှင်းပြီးတဲ့အချိန်မှာဒီတစားကန်တွေကိုမိတဲ့ခေါ်ထုတ်လာတဲ့အချိန်မှာဒီတစားကန်တွေကိုတူးချင်းတူးချင်းတယောက်ချင်းတယောက်ချင်း ဒါမေးမြန်းစစ်ဆေးတာတွေလုပ်ရမယ်ဖော်ထုတ်တဲ့နေရာဖော်ထုတ်ရမယ်ပြည်သူကိုချပြတဲ့နေရာချပြဒါပေမဲ့ဒီလိုပဲအတို့ကယ်လာတယ်ကယ်လာပြီးတော့မှတို့ပြန်လွတ်ပေးလိုက်တယ်အသာကြီးလွတ်ပေးလိုက်တဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဒါကပြောရရင်ဝေဖန်စရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုလုပ်တာကိုအမေရိကန်တို့ UK တို့တောင်ကိုရီးယားတို့တို့ကမကျေနပ်ဘူးဒါအပြင်ထိုင်းနိုင်ငံတွေကအတိုက်ခံပါတယ်ဖပြချောင်းဖပြချောင်းကလည်းတော့မကျေနပ်ဘူးတရားမှန်တကယ်ကဒါစစ်စေးဝင်ရမယ်စကြဝဲဝင်ရမယ် မေးမြန်းရမယ်ဒီအချိန်လေးကို report တွေယူရမယ်မှတ်တမ်းတွေတင်ရမယ်နောက်ထပ်လုပ်ဆရာရှိတဲ့အလုပ်တွေကိုဆက်ပြီးတော့မှရှေ့ဆက်ကင်တွေသွားအောင်ပါဗောနော်ဒီမြောက်ဘီဘက်မှာကြားဖြတ်နေဒါအမြင့်ပြတ်သွားအောင်လို့နှိမ့်နေရမယ်ကိစ္စမျိုးဆက်လုပ်ရမှာဗောဒါမှမဟုတ်လို့မဟုတ်ဘူးသဘောတရားပဲလုပ်တယ်အဖမ်းပြတယ်ပြီးရင်အဲ့လူတွေကိုဒီဒုက္ခသည်တွေကိုရောင်းစားခံရတဲ့လူဗောနော်ဒီလူတွေကိုထိုင်းနိုင်ငံနဲ့ပြတ်တမ်းပြီးတော့မှတရုတ်တွေရောတခြားနိုင်ငံတခြားသားတွေရောဒီတိုင်းပဲလွတ်ပေးလိုက်ဘာမှမလုပ်ဘူးနော်ဒီဖက်ဖို့တိုင်းပါတီရာ အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးခုနပြောတဲ့နိုင်ငံတွေကမကျေနပ်ဘူးဖက်ပြချောင်းလည်းမကျေနပ်ဘူး။ဒါကြောင့်အခုအဲ့ဒီနိုင်ငံတွေကပုံပြီးတော့မှခက်ကြမ်းကြမ်းပုံပြီးတော့မှပြက်ပြက်သားသားဝင်ကင်တွေပေါ့ဝင်ကင်တွေပို့ပေါ့နော်ဒါဆုတ်ဖြတ်လိုက်တာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အခုကမ္ဘောဒီးယားမှာလည်းတရုတ်မပါတဲ့စစ်စင်ကြီးလုတာပေါ့ဗျာတရုတ်မပါတဲ့စစ်စင်ကြီးလုတဲ့အခါမှာစောချစ်သူဒီဘက်မှာပြာပြီလေနော်စောချစ်သူပြာပြီဘာလို့ဒီစစ်စင်ကြီးတွေလုနေတာကို မင်း online လို့လည်းကြားမှာပဲသူတို့လည်းထောင်လိုင်းတွေရှိနေရပဲเนาะစွန်ချစ်သူတွေလည်းကြားမှာပဲအဲ့တော့သူ့ဘက်ကိုရောက်လာတော့နောက်တစ်ခါအမေရိကန်ကလည်းဒီအပိုင်းမှာစွန်ချစ်သူတို့အုပ်စုကိုဆန်ရှင်တွေထပ်ပြီးတော့မှချထားတာရှိတယ်နောက်တစ်ခါငွေစေဝါနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ကမြန်မာမြန်မာနိုင်ငံကိုပေါ့เนาะငွေစေဝါနဲ့ပတ်သက်ပြီးတော့မှအနေရှိတဲ့နိုင်ငံအစင်းတွေမှာလည်းတွင်းလာတာရှိရပေါ့အဲ့တော့ငါတို့မလုပ်လို့မရတော့ဘူးဆိုပြီးတော့မှစွန်ချစ်သူနဲ့မင်း online နဲ့ညှိနှိုင်းပြီးတော့မှ ရအောင်ဝင်နေဆိုတော့ပြောရရင်တော့ကျွန်တော်အခုပေါ်လာပြီဗျเนาะသူတို့ဒီအခု KK ဘက်ကိုဝင်ပြီးတော့မှရုပ်ရှင်ရိုက်လိုက်တဲ့ကိစ္စကတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာတယ်ဘာလဲဆိုတော့ပြောရရင်မြောက်ဝတီတဲကိုမြောက်ဝတီတဲကိုမြောက်ဝတီနဲ့လက်ရှိကျွန်တော်တို့ KNU တင်ထားတဲ့ဒေတာတွေကိုဝင်လာဖို့အတွက်ကို offer ပေးတာက socket သူဖြစ်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ socket သူကြောက်လာတယ်။ဟိုဘက်ကမ်ဘောဒီးယားမှာစစ်စင်နာမည်လောက်ပြီးတော့မှကမ်ဘောဒီးယားမှာချနိုင်ပြီเนาะချနိုင်ပြီ ဲ့တော့ဆောက်ချက်သူကပြောပါလိမ့်မယ်နော်သူဝင်ခွင့်ပေးမယ်ဝင်ခွင့်ပေးပြီးတော့မှပေါင်းပြီးတော့မှနော်ဒီကိစ္စကိုအားလုံးပေါင်းပြီးကင်ပယ်ကြမယ်ကဘာကြီးကိုလိမ့်မယ်ပေါ့ဗျာတဘောကတော့အေးအဲ့ဒါဆိုလို့ရှိရင်မင်းကောင်တွေကိုမင်းဖယ်ခိုင်းဖယ်ခိုင်းပြီးငါဒီမျိုးဒီမျိုးဒီမျိုးတွေငါဝင်သိမ့်မယ်ဒီစကန်ဒီစကန်ဒီစကန်တွေငါဝင်သိမ့်မယ်အဲ့ဒါမင်းကူညီကူညီမယ်ဆိုလို့ရှိရင်ငါတို့ကြားဖြန့်ကိုအတူတူဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငါတို့အတူတူကင်ပယ်ကြမယ်ဆိုပြီးတော့မှသူတို့သဘောတူညီခဲ့ပုံရပါတယ်အခုကပေါ်လာတာပဲလေအခုကဖမ်းတာမှမဟုတ်တာเนาะသူတို့တွေဒါစစ်စင်လောက်တာလည်းမဟုတ်ဘူး ဝင်ပြီးတော့မှသူတို့လုတ်သူတို့လုတ်ပြီးလုတ်ဟန်အတိုင်းပဲရုပ်ရှင်ဝင်ရိုက်တယ်ဝင်ရိုက်ပြီးတော့မှဒါကဘာကြီးကိုလိမ်ဖို့ကြိုးစားတာပေါ့နော်ဟိုကဘာကြီးကသူတို့သူတို့တက်တုံးတာပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ဒီကမ်ဘောဒီးယားစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့မှမြောက်ဝီဘက်ကစောချစ်သူစီကိုနိုင်ငံတကာရဲ့မျက်လုံးတွေကလှည့်လာနေပြီဆိုတာဒီကောင်းနေနှစ်ကောင်းရိပ်မိတယ်စောချစ်သူရောမင်းအောင်နိုင်ရောရိပ်မိနောက်တစ်ခုကမင်းအောင်နိုင်အနေနဲ့လည်းဒီအမေရိကန်ကမွေးစည်းဝါးနဲ့မွေးစည်းဝါးကိုအကြောင်းပြပြီးတော့မှဗင်နီဇွဲလားကိုကစ်တယ်လို့မျိုး အဲသူ့ကိုကင့်မအောင်လဲသူကြောက်တယ်အဲ့လိုစစ်စင်လေးလုံးမအောင်လဲသူကြောက်တယ်ဒါကြောင့်စောချစ်သူနဲ့တိုင်ပင်ပြီးတော့မှအပေးယူဖို့ဗျာအပေးယူလုပ်ပြီးတော့မှလက်ဦးမှုယူတဲ့အနေနဲ့ဒီထိုင်းနေဆက်ကကြားဖြန့်တဲ့ call center တွေကိုနှိမ်နင်းတဲ့ပုံစံမျိုးနဲ့အရင်လုတ်ပြလိုက်တယ်လို့ပြောလို့ရတာပေါ့နော်အခုဒီဘတ်တို့ဘာတို့ပေါ့နော်ဒါပေမဲ့ဒီလိုရက်ကတကယ်တမ်းတော့မင်းအောင်နိုင်တဲ့စောချစ်သူတို့ခုနကျွန်တော်ပြောသလိုပဲနော်ပေါင်းပြီးတော့မှကလင်ကချင်းလုတ်လိုက်တာပဲ တော့မင်းအဲ့လိုမှငါ့ကိုဝင်ခွင့်ပေးတော့ငါဘုန်းကျဲမှာဘုန်းတော်မကျဲနဲ့ကျုပ်တို့တရားကိုအတူတူဖြည့်ရှင်းအောင်ဒါပါပဲเนาะအဲ့တော့အချမ်းဖက်စစ်ကောင်စီကသူနှိမ်နေတဲ့ပုံစံကပြောလို့ရှင်ဟန်ပြတက်တက်ပဲเนาะတကယ်တမ်းတော့တရားခင်တရားခန့်တွေကိုဒါရှောင်ပြေးခွင့်ပေးလိုက်တာပဲအခုကမိမှမမိတာတရားခန့်တွေမိမှအလုံသမားတွေမိတယ်အလုံသမား2000ကျော်တယ်ဗမာတော့အဲ့2000ကျော်တယောက်မှလည်းမပြနိုင်ဘူးเนาะတယောက်မှလည်းမပြနိုင်ဘူးเนาะအဲ့တော့ပြောရရင်တော့ဒီနေရာမှာဆွမ်းချစ်သူရဲ့လုံရက်ကကရင်ချင်းချင်းတစ္ဆာဖောက်တာလို့ပဲအဲပြောလို့ရပါလိမ့်မယ်เนาะ တော့ကိုကျိုးစီးပွားအတွက်အကြံဖက်စစ်ကောင်စီနဲ့ပေါင်းတယ်၊ကလိန်ကြတယ်၊ပေါ်စင်နာတွေကိုကာကွယ်ပေးတယ်။အဲ့တော့ဒါကဘာဖြစ်ကင်တပြိုးသားလုံးကိုတစ္ဆာဖောက်တယ်လို့သုံးသပ်လို့ရတာပေါ့ဗျာ။နော်နောက်တစ်ခုကတော့အရေးကြီးဆုံးအချက်ကတော့မြောက်ရီဘက်ကစစ်စင်ရေးနော် Fintech Link ခုနကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Fintech Link Fintech Link ဆိုတဲ့အထိုင်းကပထမစစ်စင်ရေးနာမည်အဲ့စစ်စင်ရေးနာမည်ကအခုချိန်ထိအဲ့စစ်စင်ရေးဟာပြီးဆုံးသွားပြီလို့ထိုင်းဘက်ကနေပြောမှာတရားဝင်မကြေညာထားသေးဘူး။ဒါကြောင့်ဒါဟာပြဿနာမပြီးသေးဘူးဆိုတဲ့အဓိပ္ပာယ် တက်ရောက်တယ်ပေါ့နော်အဲ့တော့ဒီနာမည်နဲ့ပဲနောက်ဆက်တွဲစစ်စင်ကြီးတွေလုံလာနိုင်တယ်ဆိုတဲ့သဘောကိုပြနေတယ်ပေါ့နော်အဲ့တော့ဝင်လာနိုင်တယ်ဝင်လာနိုင်တယ်အဲ့ဝင်လာနိုင်တဲ့အချိန်တွေကိုတားဆီးတဲ့အနေအထားတစ်ခုပေါ့နော်တားဆီးဖို့အတွက်ဒီလိုမျိုးဒါကိကိဘက်မှာရုပ်ရှင်တွားရိုက်ရတာဖြစ်တယ်လို့တော့ဒါအသုံးသတ်လို့ရတာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတော့အဲ့တော့အကြောင်းကကြော့ကိုဖမ်းတယ်စစ်စင်ကြီးမှာအမေရိကန် UK ကိုရီးယားပါလာတဲ့အတွက်အဲ့တော့မြောက်ရီနဲ့ကမ်ဘောဒီးယားလိုနေရာတွေမှာပို့ပြီးတော့မှတိကျ ပြင်းထန်တဲ့နိုင်ငံကနိုင်ငံတကာဖမ်းဆီးနှိမ်နှင်းမှုတွေမြင်လာရဖို့များပါတယ်เนาะနောက်အမေရိကန်ကဒီကိစ္စကိုပြောလို့ရှိရင်လူကုန်ကူးမှုပေါ့เนาะလူကုန်ကူးမှု trafficking နောက်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက် အကြမ်းဖက်မှုအတွက်ငွေကြေးရှာဖွေမှုလမ်းကြောင်းပေါ့เนาะဒါတွေကမှတော့ဒီဆွဆဲမှုတွေကကြီးမားတယ်เนาะကြီးမားတဲ့ရာဇဝတ်မှုတွေနဲ့ kait တွေ့မှာဒါကြောင့်မြန်မာပြည်ရဲ့ကိုတိုင်းရိုက်လည်းဖြစ်ခြင်းဖြစ်မယ်ထိုင်းနဲ့ပူးပေါင်းပြီးလည်းဖြစ်ခြင်းဖြစ်မယ်ဖိအားပေးပြီးတော့မှဝင်ရောက်လာဖို့အတွက် မျောလင်းလို့ရတယ်ဆိုတဲ့အနေအထားမျိုးတော့ရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းခုနကျွန်တော်ပြောသလိုပဲကြိုးပိတ်တာပေါ့နော်ဒီကောင်นี่တိတယ်ဒီကောင်นี่တိတယ်နော်အဲ့တော့နေဆက်ဖြတ်ကျော်စစ်စင်ရေးဒီမှာလည်းဒီဤပညာတွေထောက်လိုင်းရေးအကူအညီတွေအပြည့်အဝပေးလာနိုင်တယ်ပေါ့နော်နောက်ပြီးတော့နိုင်ငံတကာကအင်အားစုတွေရဲ့ PR ကလည်းမေ့အောင်နိုင်တဲ့ဆော့ချစ်သူတို့လိုနေကြဆောင်တက်ဖွဲ့နဲ့မေ့အောင်နိုင်လို့အဖွဲ့အစည်းတွေပေါ်ပေါ့နော်ဒါကြီးမားတဲ့အကြတဲ့တွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အမေရိကန်အခုပါလာပြီဆိုတော့ တို့ဘလောက်လိမ့်လိမ့်လိမ့်လို့မရနိုင်တော့တဲ့အနေအထားတော့ရှိတယ်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖွဲ့တွေပေါ့နော်တို့ဒီစစ်စင်ရေးနဲ့ဥမာလုံမယ်ဆိုလို့ရှိရင် KNU နဲ့ပူးပေါင်းနိုင်ချေရှိမရှိဆိုတာလည်းကျွန်တော်တို့ဒါတစ်ချက်လောက်တော့စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့ရှင်းပြောရင်ဒီကိစ္စကိုอืมဒီအမေရိကန်နဲ့ဒီအနောက်အုပ်စုကိုအနောက်အုပ်စုကျွန်တော်တို့ UK တို့เนาะနောက်ပြီးတော့ဒီတောင်ကိုရီးယားတို့ဘာတို့เนาะသူတို့က online လိမ်လည်မှုတက်တက်ထက် လူကုန်ကူးမှုနောက်ပြီးတော့ငွေကြေးခွာချမှုနဲ့နိုင်ငံတကာရာဇဝတ်မှုအနေနဲ့သူတို့ကအခုကင်တွယ်နေတဲ့အခြေအနေရှိတယ်။ဘာဖြစ်လို့ဆိုတော့ UN မှာပါလာတာပေါ့နော်။ဒါကြောင့်ဘယ်အဖွဲ့အစည်းကဒီပြစ်မှုကိုတိုက်ဖြတ်တဲ့နေရာမှာအစ်စ်မှန်ပူးပေါင်းဆောင်ရွက်သူဖြစ်မလဲဆိုတာကိုကြည့်ပြီးတော့မှသူတို့ပူးပေါင်းနိုင်တယ်။အဲ့ကျွန်တော်တို့အချက်အလက်တွေအရပြန်ကြည့်လိုက်တဲ့အခါမှာဒီ online လိမ်လည်မှုဒီ center တွေပေါ့နော် center အများစုကပြောရင်စောကျစ်သူရဲ့ထိန်းချုပ်မှုအောက်မှာရွှေကုတ်ကူလိုနေရာတွေမှာအဓိကရှိနေတာသွားတွေ့ရတယ်။နောက်တစ်ခါစောကျစ်သူအဖွဲ့ဟာ အကြံဖတ်စစ်ကောင်စီနဲ့ပေါင်းပြီးတော့မှဒီရာဇဝဲခိုင်းတွေကိုကာကွယ်ပေးနေတယ်လို့နိုင်ငံတကာကလည်းအတိအကျဆွဆွဲထားတယ်။အမေရိကန်ကလည်းရွှေကုတ်ကိုပွားပိုင်းဆော့ချစ်သူနဲ့ဒါဆက်ဆက်တဲ့သူတွေကိုဆန်ရှင်နေလုပ်ပြီးသားဖြစ်တယ်။ဒါကြောင့် KNA ပေါ့နော် BGF ပေါ့ဗျာ။ BGF ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ KNA ကပုံပြီးယုံကြည်စိတ်ချရတဲ့မဟာမိတ်မြေပြင်မဟာမိတ်ဖြစ်လာနိုင်တဲ့တခုတည်းတည်းသောအဲ့နေရာကအဲ့ဒေတာကအဖွဲစည်းပဲ။ဒါတစ်ချက်ပေါ့။နောက်တစ်ချက်ကပါလဲဆိုတော့ ဒီ GNU ဘူဌာနချုပ်ကလည်းဒီ online လိမ်လည်မှုတွေနဲ့ပတ်သက်ပြီးတော့မှဒီတရားမဝင်အလောင်းစားလုပ်ငန်းတွေကိုလုံးဝစန့်ကျင်နေပေါဝင်ရင်နိုင်ငံတွေနဲ့လည်းနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိပါတယ်လို့သူကိုယ်တိုင်လည်းထုတ်ပြန်ထားတာဖြစ်တယ်အဲ့တော့ဒီထုတ်ပြန်ချက်ကဘာပဲပြောပြောအမေရိကန်နဲ့ထိုင်းတို့အတွက်ဒါတရားဝင် တက်တွဲလုပ်ကိုင်နိုင်မှုအခြေခံကောင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒီ GNU GNU တွေကမြောက်ပြည်ပေါဝင်ကျင်ဒေသအများစုကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့အဖွဲ့အစည်းတစ်ခုပေါ့နော် ဂျပန်စစ်ကောင်စီကိုလည်းတိုက်ခိုက်နေတဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်အဲ့တော့ဒီယာဆွေးမှုကွန်ရက်တွေကိုအမြင့်ပြတ်ခြေမုံမှုဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့ KNU ရဲ့မြေပြင်အင်အားနဲ့ထိန်းချုပ်မှုဟာမရှိမဖြစ်လိုအပ်နေတဲ့ main key တစ်ခုဖြစ်နေတယ်အားကြောင့်ပူပေါင်းနိုင်ခြင်းအများကြီးရှိရပေါ့နော်ဒါပေမဲ့ပူပေါင်းတဲ့နေရာမှာလည်းအခက်အခဲတွေတော့တချို့တော့တွေ့တွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ KNU ရဲ့တရားဝင်ရည်တည်ချက်ကမှန်တယ် စမ်းကျင်တယ်ဒါပေမဲ့ KNU ရဲ့ခေါင်းဆောင်ပိုင်းတွေမှာဒါမှမဟုတ်တချို့အဖွဲ့တွေကအခုလိုကြားဖြန့်မှု KK ပတ်လိုနေရာတွေကတရားဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတဲ့သတင်းတွေဆွဆဲချက်တွေလည်းထွက်ပေါ်နေတာရှိတယ်ပေါ့နော်အဲ့ဒီလိုအတွင်းစည်းမတမ်းမှုပေါ့နော်အတွင်းစည်းမတမ်းမှုကအဲနိုင်ငံတကာဖွဲ့စည်းတွေအတွက်ယုံကြည်မှုပိုင်းမှာတော့နည်းနည်းအခက်အခဲဖြစ်စေနိုင်တယ်နောက်တစ်ခုကတော့အမေရိကန်နဲ့ UK လိုနိုင်ငံတွေကကျွန်တော်တို့လက်နက်ကိုင်အဖွဲ့စည်းတွေကိုတိုက်ရိုက်ပူးပေါင်းတဲ့အခါမှာ သူကလူ့ဖွံ့ဖြိုးရေးစံနှုန်းအနေနဲ့ပဲသွားတာဗျစစ်မှတ်ဖြစ်ပွားတဲ့ဒါစစ်မှတ်ဖြစ်ပွားမှုဆိုင်ရာဥပဒေတွေတော့တော်တော်ဝါးပါဘောနော်ဒါတွေကိုလိုက်နာရတဲ့အခက်အခဲတွေတော့ရှိတယ်အဲ့တော့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကရာဇဝတ်နိုင်ငံရေးဆိုတဲ့ဘောင်တွေကဘွယ်သူတို့တွေစူးစမ်းဖို့ရှိပါလိမ့်မယ်နော်နောက်တစ်ခုကတော့ပါလဲဆိုတော့ဒီထိုင်းနိုင်ငံကကျွန်တော်တို့နေဆက်လုံခြုံရေးနဲ့ပတ်သက်ရင် KNU နဲ့တိုက်ရိုက်ပူးပေါင်းဖို့ကိုတတိထားဆောင်ရွက်တဲ့တဲ့သဘောရှိတယ်။ဒါပေမဲ့ online လိမ်လည်မှုကထိုင်းနိုင်ငံသားတွေထောင်ချီပြီးဒါအထီးခံနေရတဲ့ပြဿနာဖြစ်တဲ့အတွက် KNU ရဲ့ရာဇဝတ်တိုက်ဖြတ်ရေးအခမ်းအနားကိုတော့ထိုင်းကအတိမတ်ပြုနိုင်ကြီးတော့ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင်တော့အာဒိုက်ရိုက်စည်ရေးပူပေါင်းခြင်းထက်တရင်ချက်လက်ပူပေါင်းဆောင်ရွက်တာတွေနော်ရာဇဝတ်ပုံရက်တွေကိုဖျက်တောက်တာတွေဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုဦးစားပေးပြီးတော့မှလုပ်သွားမဲ့သဘောရှိတယ်နောက်တစ်ခုက sanction တွေပို့ပြီးတော့မှချမှတ်လာနိုင်တယ်နောက်ဘန်လုပ်ငန်းတွေဘန်စင်းတွေနဲ့ဆက်ဆက်စီးပွားရေးလုပ်ငန်းတွေကနော် OFAC ပေါ့ OFAC နဲ့ဒီ UK နဲ့ EU ရောတန်ခတ်မှုတွေကိုဇက်တိုက်ပေါ့နော်ပို့ပြီးတော့ပြင်းထန်တဲ့အခြေအနေမျိုးနဲ့ချမှတ်လာနိုင်တယ်နောက်တစ်ခုကအဲသူတို့ပေါ့နော်အ Global Financial System ကနေပြီးတော့မှဒီသူတို့ရဲ့ငွေကြေးတွေနောက်နိုင်ငံတကာကနေလာတဲ့အကျိုးအမြတ်တွေကိုကမ္ဘာဘဏ္ဍာရေးစနစ်ကနေပြီးတော့ဓာတ်ရိုက်ဖြတ်တောက်တဲ့ကိစ္စမျိုးတွေလုံလာနိုင်တယ်ဒါမှဒီရာဇဝတ်မှုတွေကအထိုက်အလျောက်ရပ်တန့်သွားမှာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ခုနကကျွန်တော်တို့အထက်မှာပြောခဲ့တဲ့ UNODC အဲ့လိုအဖွဲ့အစည်းတွေကလည်း UN အဖွဲ့ပေါ့ဗျာနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းဒီ call center တွေကနေရနေတဲ့ဒေါ်လာတွေဘီလီယံနဲ့ချီတဲ့ငွေတွေကိုဘယ်လမ်းကြောင်းကနေဘယ်လိုခွာချနေလဲဆိုတော့တို့တွေ one for ထုတ်ပြီးတော့မှဥပမာကျွန်တော်တို့ထိုင်းလိုစင်ကာပူလိုဟောင်ကောင်လိုစတဲ့ပေါ့နော်အဲ့လို data တွေကငွေကြေးဘူဌာနတွေကနေပြီးတော့မှဖြတ်တောက်ဖို့ဒါ PRP နိုင်တဲ့အခြေအနေမျိုးတွေလည်းရှိလာနိုင်တယ်ဒါတွေကတော့တော့ကိုလုံးမဲ့သဘောရှိတယ်စစ်စင်ရေးလုံးပြီးဆိုရင်ဒါတွေတေချာပေါက်လုံးနေမယ်နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့ ဒီစစ်စင်ဆိုင်စစ်စင်နဲ့ဆိုင်တဲ့တရင်ချက်လက်တွေမျှဝေတာပေါ့နော်ကျွန်တော်ပုံမှန်လည်းပြောခဲ့ပြီးတော့เนาะအဲ့တော့ဒီရာဇဝတ်ကိုင်းတွေလှုပ်ရှားမှုသူတို့ကငွေကြေးပေးချိန်မှုပုံစံတွေကဘယ်လိုတော့အဲ့တော့လူကုန်ကူးတဲ့လမ်းကြောင်းတွေအဲ့ဒီလူကုန်ကူးတဲ့လမ်းကြောင်းတွေမှာ BGF တို့ DGPA တို့ဒီမဲအောင်နိုင်တို့ခေါင်းဆောင်တွေရဲ့ပါဝင်ပတ်သက်မှုဒါတွေကဘာတွေလုံးဒီလိုထောက်နိုင်ရရှိတဲ့အချက်လက်တွေပေါ့နော်ထိုင်းနဲ့ဒါပူးပေါင်းပြီးတော့မှာမာမိတ်နိုင်ငံတွေကိုမျှဝေတဲ့ကိစ္စမျိုးတွေလှုပ်လာနိုင်တယ်အဲ့တော့ထိုင်းနဲ့နောက်တစ်ခုကတော့ထိုင်းနဲ့ KNU တို့ဒေသခံအဖွဲ့အစည်းတွေကဒီတရင်ချက်လက်တွေကိုတုံးပြီးတော့မှာတိကျတဲ့ နှိမ်နှင်းမှုတွေပေါ့နော်လုံနိုင်တယ်ပေါ့နော်အဲ့တော့ဒီသတင်းချက်လက်ကိုအမေရိကန်ထောက်လိုင်းကြီးကပြည်ပြည်ပြင်လုတ်ပြီးတော့မှဒေတာရင်းမှာဒေတာကန်ပေါ့နော်ထိုင်းနဲ့ KNU လို့အဖွဲ့အစည်းကြီးကဒီဒီသတင်းချက်လက်တွေကိုကင်ပြီးတော့မှနှိမ်နှင်းမှုတွေပြုလုပ်နိုင်တယ်ဆိုတာကိုသွားတွေ့ရတယ်ပေါ့နော်နောက်တစ်ခါဒီကျွန်တော်တို့ cyber အကူအညီယူတာပေါ့ကျွန်တော် Elon Musk တို့ပေါ့နော် call scenario တုံးတဲ့ internet ဆက်သွယ်ရေးပါတဲ့ Starlink ဒါတွေကိုဖြတ်စည်းဖို့အတွက်နည်းပညာအကူအညီလိုတယ်အဲအီလိုမတ်နဲ့ပူပေါင်းပြီးလုပ်ရမယ့်ကိစ္စမျိုးတွေရှိတယ်เนาะသူတို့လုပ်ငန်းတွေမလဲပတ်နိုင်အောင်ဤပညာအရပိတ်ဆို့တာပေါ့เนาะ ဒါပေမဲ့အဲ့လိုပိတ်ဆို့ပြင်မဲ့လည်းနောက်ဆုံးမှာမင်းရောက်နိုင်တာပေးဦးမယ်တဘောရှိတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီကောင်းလေးကိုဒီဆော့ချစ်သူလို့ဘာလို့ကိုဝရန်ထုတ်တာပေါ့နော်ဖမ်းဝရန်ထုတ်တာကုလသမဂ္ဂရဲ့အတိုင်းအင်တာပိုကနေဆော့ချစ်သူလို့ခေါင်းဆောင်နေဒီလုပ်ငန်းမှာပါတဲ့တေယိုမာဖီးယားခိုင်းခေါင်းဆောင်နေနောက် PGF DGB အရာရှိတွေကိုနိုင်ငံတကာဖမ်းဝရန်ပေါ့နော် red notice ပေါ့နော်ဒါတွေထုတ်မယ်ထုတ်ပြီးတော့မှဒီကောင်းလေးကိုဘယ်နိုင်ငံမှမတော်အောင်လုပ်ထိုင်းနိုင်ငံနဲ့ဝန်လာရင်လည်းဖမ်းမယ် အခြေအနေမျိုးပေါ့နော်နိုင်ငံငါတရားရုံးဒါမှမဟုတ်တက်ဆိုင်ရာနိုင်ငံကိုလွှဲပြောင်းနိုင်အောင်လုပ်မယ်အခြေအနေတွေလည်းဖြစ်လာနိုင်တယ်နော်ဒီအခြေအနေဖြစ်လာရင်တော့ပေါ်ရတော့ကြည်လာပြီဗျာနော်နောက်တစ်ခုကတော့လူကုန်ကူးကံရတဲ့လူတွေကပြောရရင်အများကြီးပဲအများကြီးပဲအများကြီးဖြစ်တဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စကိုအခြေခံပြီးတော့ပေါ့နော်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေမှာ INGO တို့ UN တို့အဲ့လိုအဖွဲ့အစည်းတွေကနေတဆင့်ဖိအားပေးပြီးတော့မှအတွင်းထဲကိုဝင်ရောက်လာတာမျိုးလည်းရှိလာနိုင်တယ် ဒါကတော့တည်ကြတယ်အကြံဖက်စစ်ကောင်စီနဲ့ BG ရဲ့အတွက်ကတော့လုံးဝရှောင်လွဲလို့မရနိုင်တဲ့ PR တွေဖြစ်လာနိုင်တယ်လို့တော့ဒါကြိုတင်သုံးသပ်လို့ရတယ်ပဲเนาะတကယ်စစ်စင်ကြီးကိုကန့်တွဲမယ်ဆိုရင်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီအဖွဲ့တွေကိုပြောရလို့ရှိရင်တို့ကလက်နက်ကနော်ဗောနော်ဒီအဖွဲ့တွေကိုအမြင့်ပြက်အမြင့်ပြက်မချိန်ဖုံးပဲနဲ့မရောက်နိုင်တော့ဒီ BGF ကော TGB ရောအမြင့်ပြက်မချိန်မုံးပဲနဲ့တော့ဒီကြားဖြန့်ကပျောက်ွယ်သွားမှာလားဆိုတော့ ပြောက်ပဲသွားမှာတော့မဟုတ်ဘူးဒါကတော့ကျွန်တော်ပြောခဲ့တဲ့ဟာတွေကတော့ပထမအဆင့်လုံနိုင်တဲ့အချက်တွေပေါ့နော်အဲ့တော့အဲ့ထက်အဲ့ဒါတွေလုတ်ပြီးလို့မှဒီကိစ္စတွေဆက်ရှိနေတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့တိုးလာနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့စောချက်သူရဲ့ DGB တို့ KN တွေလို့အဲ့အဖွဲ့တွေကဒီစင်တာတွေကိုသူတို့ကစည်ရေးရပေါ့နော်အခိုင်အမာနေရာယူပြီးတော့မှကာကွယ်ပေးထားတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်အဲ့တော့သူတို့ကိုအမြင့်ပြတ်ချေမုန်းမှုအတွက်ဖြစ်နိုင်ခြေရှိတာတွေကတော့ ဒီဒေသခံအင်အားစုတွေကပဲဥဆောင်ပြီးတိုက်ခိုက်တာမျိုးဖြစ်လာနိုင်တယ်။ဥမာထိုင်းနိုင်ငံကနေဆက် လုံခြုံရေးနဲ့ကယ်ဆယ်ရေးကိုတာဝန်ယူဖြေရှင်းတဲ့ပုံစံမျိုး KNU ကဒီတရားဝင်တဲ့လုပ်ငန်းတွေကိုစန့်ကျင်တဲ့စီးရေးလှုံ့ဆော်မှုတွေလုပ်မယ်ပေါ့နော်။အဲ့တော့ထိုင်းဘက်ကနေပြီးတော့ဒိုင်းရိုက်မပါဝင်ဘဲနဲ့ခုနကျွန်တော်ပြောတဲ့လုံခြုံရေးကိစ္စတွေ၊ထောက်လိုင်းရေးကိစ္စတွေ၊လက်နက်ရေးကစီစဉ်မှုကိစ္စတွေဒါတွေပေါ့နော်။နောက်တစ်ခါဟိုဘက်ကိုဖြတ်တောက်တဲ့ကိစ္စတွေ KNU ကိုနောက်ဘက်ကနေကူညီပံ့ပိုးပေးတဲ့ကိစ္စတွေ ဲဒါတွေပေးလာနိုင်တယ်ပေါ့ဒါဟာပြည်တွင်းပြည်ပအကူအညီနဲ့ဒေသခံကအင်အားသုံးပြီးတော့မှစင်အားသုံးပြီးတော့မှဖြည့်ရှင်းတဲ့ပုံစံပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့တရားဝင်တရားဝင်စစ်ကြင်ညာတာပေါ့နော်တရားဝင်စစ်ကြင်ညာတဲ့အခုလဲသူတို့ Congress မှာဒီ charge ဖြန့်နေပတ်သက်ပြီးတော့မှ Congress ကိုရောက်နေပြီလေရောက်နေပြီနောက်တစ်ခုကဒီမွေးစေဝါနှိမ်နင်းရေးတို့ဘာလို့ဒါတာတွေကရာဇဝတ်မှုဆိုင်ရာလမ်းကြောင်းနေပဲအဲ့တော့အခုလဲ Congress ကိုရောက်နေပြီဖြစ်တဲ့အတွက်တရားဝင်စစ်ကြင်ညာနိုင်နိုင် တရားဝင်စစ်ကြင်ညာလာနိုင်တယ်စစ်ကြင်ညာတယ်ဆိုတာကဟိုအရင်ကတော့စစ်တပ်ကြီးနဲ့ဝင်လာတဲ့ပုံစံမျိုးတော့မဟုတ်ဘူးအော်ဒီဒီစစ်စင်ကြီးကိုသူတို့တရားဝင်လုပ်တယ်လုပ်ပြီးတော့မှဒီအမေရိကန်ကပေါ့နော်ထိုင်းနေမိတဲ့ကိုအခြေခံပြီးတော့မှလူသားချင်းစာနာမှုကယ်ဆယ်ရေးဒါမှမဟုတ်ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးအကြောင်းပြချက်နဲ့အဲအကန့်သက်ပေါ့နော်အကန့်သက်အထူးစစ်စင်ကြီးပါလာနိုင်တယ်ဥမာပြကျွန်တော်တို့စီးရေးပြတ်မှတ်အနေငယ်ကိုပဲဖြတ်စည်းတာမျိုး ဟိုလိုမျိုးဝုံတိုင်းဆိုပြီးဝင်ပြီးတော့အားလုံးစစ်စင်ကြီးထိုးတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အကန့်အသတ်နဲ့ပေါ့အဲဒီဒီပြစ်မှတ်ဒီပြစ်မှတ် ပြစ်မှတ်တွေကိုရည်ရွယ်ပြီးတော့မှဥမာဗျာစောချစ်သူကိုပဲဝင်ဖမ်းတဲ့ပုံစံမျိုးအဲဘုံဘုတ်တုံကိုပဲဝင်ဖမ်းတဲ့ပုံစံမျိုးဒါမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့ဖြစ်လာနိုင်တယ်အဲအခြေအနေကတော့ဖြစ်ရှင်နေဖြစ်မှာဖြစ်ရှင်နေဖြစ်ဘူးဒါပေမဲ့ဒီအခြေအနေကိုလည်းကျွန်တော်တို့ကမဖြစ်လာဘူးလို့ကျွန်တော်တို့ပြောလို့မရအောင်ဘာကြောင့်လဲဆိုတော့ဗင်နီဇွဲလားမှာမွေးစေဘောက်အကြောင်းပြပြီးတော့မှရေတပ်ကိုတုံးခဲ့တဲ့ပုံစံမျိုးကဒါအခုကုန်း ကျွန်တော်တို့ကုန်းပြေပေါ်မှာနီလန်တခုအနေနဲ့ပြောင်းသုံးလို့ရတယ်။မွေးစေးဝါးတွေတည်လာတယ်ဆိုပြီးတော့မှာဖီနီဇွဲလာမှာအမေရိကန်ကအမေရိကန်လေတက်ကနေပြီးတော့မှတခါတယ်ပင်လယ်ထဲမှာနှစ်မြုပ်ပလိုက်တယ်။အဲ့လိုပုံစံမျိုးပေါ့နော်။အဲ့တော့အဲ့လိုလေဖြစ်လာနိုင်တယ်ပေါ့။အဲ့တော့ဒီပြဿနာကချုပ်ရလို့ရှိရင်အမေရိကန်ကုလ UK အဲ့ဒီကနေပြီးတော့မှစီးပွားရေးနဲ့နိုင်ငံရေးအဖြစ်အားတွေကိုအမြင့်ဆုံးအထိတင်ထားရမယ်။ အဲ့တော့မင်းအွန်လိုင်းနဲ့ BGF တို့ကိုထွက်ပြေးဖို့နေရာမရှိအောင်လှုပ်ထားရမယ်။နောက်တစ်ခါထိုင်းနိုင်ငံကနေရော KNU ကိုတွယ်ဝိုက်တဲ့အကူအညီတွေပေးဖို့ပေးရမယ်။ KNU ကလည်းစီးရင်အောင်အသုံးပြုပြီးတော့မှဆော့ချစ်သူတွေရဲ့နေရာတွေကိုဓာတ်ရိုက်ရှင်းလင်းဖယ်ရှားမှတာတင်ကျွန်တော်တို့ဒီရာဇဝတ်မှုကွန်ရက်တွေကလုံးဝအမြင့်ပြပြောက်ွယ်သွားမှာဖြစ်တယ်ဆိုတော့သုံးသပ်မိတယ်ပေါ့နော်။ဒီနေ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတလောက်ပါပဲ။အဲ့တော့နိုင်ငံတကာဇက်ရှုပ်တွေလှုပ်ဝှက်ချက်တွေနဲ့ပတ်သက်ပြီးတော့မှနော်ကျွန်တော်မိတ်ဆွေတွေလည်း ဘယ်လိုယူဆလဲတော့မသိဘူး comment မှာရေးပေးခဲ့ပါနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်